ီတစ်ခေါက်တော့ဘန်ကောက်မြို့ဟောင်းထဲမှာရှိတဲ့ဝက်ဆက်ကန်လူလူသိများတဲ့ဒဂိုရမော့ကိုသွားမှာဖြစ်ပါတယ်။ဝက်ဆက်ကန်ဟာဆိုလို့ရှိရင်တောင်မော်တစ်ခုမှမှတရှိပြီးတော့မှထူးခြားစမ်းကြယ်တဲ့ရွှေစည်တီတစုလည်းဖြစ်ပါတယ်။တောင်ထိပ်ရောက်သွားလို့ရှိရင်လည်းပဲစိတ်လက်ပေါ်ပါပြီးတော့မှအေဂျင့်နဲ့ရတာကိုခန်းစားနိုင်မှာဖြစ်ပါတယ်။ဆူတောင်းမယ်ဆိုလို့ရှိရင်လည်းပဲတောင်းတဲ့စုတွေပြည့်တယ်လို့လူအများပြောတာကိုသိရပါတယ်။အတူတူလိုက်ခဲ့ကြပါအောင်ရှင်။ ွာတို့တဲတဲ့နေရာနဲ့ဆိုလို့ရှိရင်ဒီကိုရမ်မောက်ကနီနီလေးပဲဆိုတော့ဒီလိုပဲလမ်းလျှောက်သွားလိုက်ပါတယ်။ဒီကိုရမ်မောက်ရဲ့ခြံဝင်းကနည်းနည်းလေးကျေတာဖြစ်တဲ့အတွက်ခံမှန်းကျေဆိုလို့ရှိရင်တောင်ထိပ်ရောက်ဖို့အတွက်မိနစ်20လောက်တော့လမ်းလျှောက်ရပါတယ်ရှင်။ ဒီမှာဆိုလို့ရှိရင်ဝင်ကြီးအတွက် foreigner တွေဆိုလို့ရှိရင်တော့တယောက်ကိုဘတ်တရားပြရပါတယ်သူတို့ရဲ့နိုင်ငံသားထိုင်းနိုင်ငံသားတွေဆိုလို့ရှိရင်တော့ဝင်ကြီး free လို့သိရပါတယ်ရှင် ဒါကတော့တောင်ပေါ်စတက်ရမယ့်နေရာလေးဖြစ်ပါတယ်။သူကတက်တဲ့ခါမှာလှေကားလေးတွေရှိပါတယ်။ဒါလှေကားရဲ့ဘေးဘက်တစ်ချက်မှာဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေနဲ့အလားစင်လာတာပါ။ဒီလိုမျိုးစတက်လိုက်ပြီဆိုတာနဲ့အေဂျင့်နဲ့အရာတာကိုစတင်ပြီးတော့ခန်းစားနေရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတောင်ထိပ်ကနေပြီးတော့မှဗုဒ္ဓရဲ့တေးဓမ္မတွေကိုဖွင့်နေတဲ့အတန်လေးကြားရသလိုဆဲလေးတန်လေးတွေလည်းကြားရပါတယ်။နောက်ပြီးတော့ဒီလိုစိမ့်ဆူနေတဲ့တစ်ပင်လေးတွေနဲ့ပြီးတော့ရေတကွန်းကကြားတဲ့ရေတန်လေးတွေနဲ့ဆိုလို့ရှိရင်အယံကူမှတကယ်ကို အေဂျင့်လန်းဆန်းနေပါတယ်เนาะဒီ WhatsApp ကပေါ့เนาะတောင်းထိပ်ပေါ်မှာရှိတဲ့ဒီရွှေစည်ဒီကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်ခမန်းချီအပေါင်းလှေကားတဲ300လောက်တော့ရှိပါတယ်ရှင် တောင်ထိပ်ကိုရောက်သွားမယ်ဆိုလို့ရှိရင်ဗုဒ္ဓရုပ်ပွားတော်တွေထားရှိတဲ့ရွှေစည်းကုံစနေရလေးရှိပါတယ်။အဲတော့လှေကားတစ်ခုပေါ့နော်။ဒီလှေကားနေတက်သွားပြီးသားပြီဆိုလို့ရှိရင်တို့ရဲ့အထင်ကြီးလို့ပြောလို့ရတယ်ဒီပက်ပက်လေးမှာဒီခေါင်းလောင်းလေးတွေခြေသွေးထားတာကိုတွေ့ရမှာပါ။ဒါကတော့ငွေရောရန်ကုန်မှာရှိတဲ့ရွှေတကုံစီတီတော်မှာရှိတဲ့ဒီခေါင်းလောင်းထိုးတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်။အခုမြင်တွေ့နေရတဲ့ဒီလိုပုံစံမျိုးလေးပါ။ပက်ပက်လေးခြေသွေးထားတာကိုတွေ့ရမှာပါ။ အခုကတော့တောင်ထိပ်ကိုဆက်ပြီးတော့မှတက်နေတာပါတက်နေတဲ့တောင်ရှောက်မှာလည်းပဲတောင်ပေါ်အမြင့်ရောက်လာလေလေတိုက်ခိုက်လာတဲ့လေလေးတွေကအရန်ကိုအေးမြလေပါပဲမောရိုးသွားတဲ့အချိန်ကညနေပိုင်းလေးဖြစ်တာတကြောင်ရယ်နောက်ပြီးတော့မိုးကလည်းအုံနေတာတကြောင်ရယ်ပေါ့နော်ဒါကြောင့်မို့လေကတော့အရန်ကိုအေးပါတယ်ရှင်အခုကတော့ အပေါ်ဆုံးထက်ကို ရောက်လာပါပြီဖျားဖူးဖို့အတွက်ဖြစ်တဲ့အတွက်ဖက်နယ်လေးတော့ချုပ်ပေးရပါတယ်ရှင် လေကတက်လာတဲ့တောက်ချောင်းမှာဖနက်ချွတ်ကြမလို့ပါအောင်เนาะဖနက်စီးပြီးတော့တောင်ထိပ်ကိုတက်လာလို့ရပါတယ်။ဖျားပူးမယ်ဆိုကမှဖနက်ချွတ်ပြီးတော့အထဲဝင်ပေးရပါတယ်။ ဒီတောင်ထိပ်ပေါ်ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘန်ကောက်မြို့ရဲ့အလှကိုမြင်တွေ့ရမှာပါအထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဆန်းဆက်ကြည့်မယ်ဆိုအရန်လာပါတယ်နောက်တစ်ခုကဒီဝက်ဆက်ကရဲ့အနောက်မှာဆိုလို့ရှိရင်နာမည်ကြီးအထင်ကြီးဖြစ်တဲ့ Grand Bay လေးလည်းရှိသလိုနာမည်ကြီးဝက်ဖိုးဆိုတာလည်းရှိပါတယ်။လမ်းလျှောက်သွားမယ်ဆိုလို့ရှိရင်နီးနီးလေးပါပဲเนาะ။ တကယ်ကိုမှအေဂျင့်လာပါတဲ့နေရာလေးတနေရာဖြစ်တဲ့အတွက်မရဘူးသေးဘူးဆိုလို့ရှိရင်သွားကြည့်ဖို့အတွက်ပြောချင်ပါတယ်။နောက်ပြီးတော့တောင်းတဲ့စုတွေလည်းပြည့်တယ်ဆိုတော့တရားလေးဆွတောင်းခဲ့ပါအောင်နော်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင့်။ Thank you for watching. See you next video. Bye bye.